ထမဆုံးပြောချင်တာက SNLB အနေနဲ့ယူရီစီမံမှတ်ပုံတင်မယ်မတင်ဘူးဆိုတဲ့ကိစ္စမဆွေးနွေးဘူးခင်ဗျအဲ့ဒီကောင်းစင်နဲ့ဆွေးနွေးတာမဟုတ်ဘူးတတင်းတွေမှာပြတ်နေသလို SNLB ကမှတ်ပုံတင်ဖို့မတင်ဖို့ဆွေးနွေးခြင်းလုံးဝမရှိဘူး2023မတ်လ18ရက်နေ့ကလေးကကျွန်တော်တို့ကျင်းပပြတ်ထုတ်ပြန်ထားမှာဖြစ်တယ်ယူရီစီမှာအာစက္ကစရဲ့ယူရီစီမှာမှတ်ပုံမတင်ဖို့ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တယ်အဲ့ဒီဆုံးဖြတ်ချက်ချထားတဲ့ ပုံစံကိုပြန်ပြီး review လုပ်တာလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံအခြေအနေစီးရဲအခြေအနေအရရက်ကိုချိန်ချိန်ပြီးတော့မှ ချင့်တွက်ပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်ထားတာဟာဘယ်လောက်ထိမှန်ကန်ထိရောက်သလဲဆိုတဲ့အပေါ်မှာ ပြန်ပြီး review လုပ်ခြင်းပဲလို့ပြန်ရှင်းပြလို့ပါတယ်ခင်ဗျာလုံးမဲ့ရွေးကောက်ပွဲကိုဒဇမလာ ဒီ2025ဒီဇင်ဘာလထဲမှာလုပ်မယ်လို့ပြောပေမဲ့လို့အခုတတိတိကျသေးကြတဲ့သဘောမျိုးမတွေ့ရသေးပါဘူး။ UEC ဒုတိယဥက္ကဋ္ဌကိုထပ်ခန့်တာရှိတယ်။ရေကောက်ပွဲလုပ်မယ်လို့ပြောတယ်။ဒါပေမဲ့ဇယားအချိန်ဇယားအတိအကျထွက်မလာသေးဘူး။အဲ့တော့သူကိုယ်တိုင်ခြေစကားကျွန်နှုတ်ကျွန်ထားလို့လည်းဆက်ပြောနေတယ်။တိကျသေးကြတဲ့ schedule ကိုထပ်မလာသေးဘဲနဲ့သူ့ရေကောက်ပွဲဟာကံတေကံမှဖြစ်မယ်လို့ကျွန်တော်မယုံကြည်ပါဘူး။ အကြောင်းမလို့ရေကောက်ပွဲရဲ့ရိုက်ခတ်မှုအပေါ်မှာ ကျွန်တော်ကြီးကြတဲ့သုံးသပ်နိုင်တဲ့အနေအထားမျိုးမရှိပါဘူးခင်ဗျာတရုတ်အနေနဲ့ကျွန်တော်တို့ဖိအားတစုံတရာပေးခြင်းမရှိပါဘူးတရုတ်အစိုးရကကိုယ်တိုင်ကျွန်တော်တို့ကို တရားဝင်ကန်ဆလန်ပြီးတော့မှတရားဝင်အတိပေးပြီးတော့မှသူတို့ရဲ့သဘောရမှတ်ချက်ပေးဖို့တာမျိုးလည်းမရှိဘူးကျွန်တော်ပုံမှန်တွေ့နေကြတရုတ်တန်ယုံဒါမှမဟုတ်တရုတ်တန်ယုံတဲမှာလုံနေတဲ့နိုင်ငံရေးစက်တာကိုင်းတဲ့ပုဂ္ဂိုလ်တွေရဲ့သဘောရလို့ပဲကျွန်တော်ယူဆပါတယ်အဲ့ဒါကတော့ရှင်းနိုင်ရင် SNLD အနေနဲ့ level UEC မှာမှတ်ပုံတင်မယ်ဆိုလို့ရှိရင်နိုင်ငံရေးကပို့ပြီးတော့မှလူသားလွန်တာရှိလိမ့်မှာပေါ့လို့သူတို့ပြောတဲ့သဘောလောက်ပဲကျွန်တော်သက်ခံရရှိပါတယ် ဒါတကယ်လို့မတင်ဘူးဆိုရင်လည်းပဲကျွန်တော်တို့နဲ့ဆက်ဆံရေးကအမြင်မပြတ်ဆက်ရှိနေမှာပဲဒါပေမဲ့ဒီကပို့ပြီးတော့မှကြဲကြဲပြန့်ပြန့်ဒါမှမဟုတ်သူတို့တဲကိုနည်း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 ထိုးဖောက်ဝင်ရောက်ပြီးတော့မှဆွေးနွေးလက်တွဲလောက်ခိုင်ဖို့ဆိုရင်တော့တင်ထိုင်တော့ပိုကောင်းတာပေါ့ဗျာအနည်းဆုံးအဖြစ်ကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်တို့အနေနဲ့ခင်ဗျားတို့ကိုတရားဝင်ဖိတ်ခေါ်ပြီးတော့မှအထက်ကအစိုးရအရာရှိတွေနဲ့ဆွေးနွေးတာမျိုးအဆင့်လုံနိုင်မှာပေါ့လို့အဲ့လိုပဲပြောပြကြတာရှိပါတယ်ဗျတခြား ပြီးတဲ့ဖီအားပေးတာမျိုးပါတခုမှမရှိပါဘူးအဲ့ဒါကကျွန်တော်တို့လက်ရှိအနေအထားရအိုက်ထက်ကောင်းတဲ့အခင်းကျင်းမျိုးမရှိဘူးလို့ကျွန်တော်ယုံကြည်တယ်အဲ့တိုင်းပဲဆက်လက်ရပ်တည်တယ်ဒီကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင်ဘယ်သူပဲလုပ်လို့ပေါ့နော်ဆက်ဆက်ဆက်လောက်တာမို့လို့ကျွန်တော်ပြောတာမဟုတ်ဘူးဘယ်ချိန်မှာပဲရွေးကောက်ပွဲလုပ်ပြီးဖြစ်စေနိုင်ငံရေးသဘောတူညီချက်မရှိဘဲနဲ့ဒီတော်စုကောင်းရကောင်းကျိုးအတွက်အထူးသဖြင့်တော့စစ်ပေါင်းနေ ြုံသွားပြီးတော့နိုင်ငံရေးဖောင်ကျဲအောင်လုပ်နိုင်တဲ့အနေထားအဲ့လိုမျိုးအနေထားကိုသွားဖို့ပြေဆုံးဆွေးနွေးတဲ့လမ်းကြောင်းမျိုးမရှိဘူးအဲ့လိုမျိုးမလုပ်နိုင်ဘူးဆိုလို့ရှိရင်ရွေးကောက်ပွဲကဘယ်တော့ပဲလုပ်လို့စစ်တမ်းတရားပြည်တွင်းစစ်တမ်းတရားဆက်လည်နေဦးမှာပဲနောက်တက်လာတဲ့လို့တော်တို့အစိုးရတို့ဆိုတာလေနိုင်ငံရေးအာမခံချက်ဘယ်လို့မှမရှိတဲ့အတွက်ကြောင့်မို့လို့ဒီ ပြည်တော်စုကြီးကိုဆက်လက်ပြီးတော့မှအေဂျင့်တင်ရောက်ထိမ့်သိမ်းသွားနိုင်လို့ဆိုတော့မမြင်ဘူးအဲ့ဒါကြောင့်မို့လို့ဘာမှနိုင်ငံရေးအဖြစ်အာမခံချက်မရှိတဲ့ဖက်ဒရယ်ပြည်တော်စုပေါ်ပေါက်ရေးတို့ကိုယ်ပိုင်ကြားထမ်းခွင့်တို့နောက်လူမှုသဘောကျတဲ့ဖွဲ့စည်းပုံခြေခံဥပဒေတို့ရေကောက်ပွဲစနစ်တို့မဟုတ်ဖဲနဲ့တစ်ဖက်သက်ရေးဆွဲထားတဲ့မူအတိုင်းဥပဒေအတိုင်း တိုင်းမဆက်သွားမယ်ဆိုလို့ရှိရင်ဒါနိုင်ငံရေးအခြေမဟုတ်ဘူးနိုင်ငံရေးအခြေမဟုတ်တဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ဘလို့မှလက်ခံစဉ်းစားလို့မရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရည်တည်ချက်ကငကိုတိုင်းမရှိတယ်လို့ဖြေကြလို့ပါတယ်ခင်ဗျာဒီချူပန်းချက်ကတော့အဲ့အတိုင်းပဲပေါ့နော်ခဏကြာပြောတဲ့အတိုင်းဒီအဲ့ဒီရီမန်းချက်နဲ့လောက်တယ်လို့တော့ယူဆလို့ရကောင်းကြမှာပေါ့ ဒါပေမဲ့သူ့အပေါ်မှာကျွန်တော်ဘယ်လောက်ထိယုံကြည်သိချရမလဲပေါ့နော်2021မှာတော့အာဆီယံဆုံးဖြတ်ချက်၅ချက်ချမှတ်ခဲ့တယ်အဲဒီမှာအရေးကြီးဆုံးအချက်ကတော့ဒီကတိုက်ခိုက်မှုရဲ့မြေ humanitarian dial humanitarian ceasefire ကိုနောက်ဆုံးသုံးတဲ့ဒါလူသားချင်းစာနာမှုအကူအညီတွေရယူရင်းနဲ့ ceasefire လုပ်ဖို့ကြိုးပမ်းကြမယ် dialogue လုပ်မယ်ပေါ့နော်ဒီသုံးခုကအခုတည်းကဘာတစ်ခုမှမပေါ်ပေါက်ပါဘူးအတိုက်ခံနေခေါ်ပြီးတော့မှ dialogue လုပ်ဖို့ဆိုတော့လေဒီကြကြနန်းနစဉ်းစားကြည့်ဆိုရင်ဆောင်ရွက်တာမျိုးတစ်ခုမှမရှိပါဘူး။ဒီနဲ့နှိစက်တဲ့နိုင်ငံရေးပါတီအပိုင်းဝိုင်းလောက်နဲ့ပဲပြီးသွားတာ။ဆိုတော့၃လေးနှစ်တာကာလမှာပြီးထားတဲ့ကတိကဝတ်တော်မှာဒါတစ်ခုမှအကောင့်ထဲမပေါ်ဘဲနဲ့ဒီလုံးမဲ့ရွေးကောက်ပွဲဆိုတာကိုကျွန်တော်ဒီပေတန်နဲ့သွားပြီးတိုင်းကြပြီးယုံကြည်လို့ရမလဲပေါ့နော်။ဟုတ်တယ်ဘင်းစတက်မှာသူပြောတာရှိတယ်ရုရှားမှာဘယ်လာရုစ်မှာပြောတာရှိတယ်သို့တော့ရစွဲတိကျမဟုတ်ဘူးဒီဇင်ဘာလ ထက်နောက်ပါဒမဇမ်ဘာလာထက်မစောဂျန်နဝါရီလထက်နောက်ကျသာဟာမျိုးပဲပြောနေတယ်အခုသူဘယ်လိုရွေးကောက်ပွဲနီးနာမျိုးကိုကျင့်သုံးမလဲရွေးကောက်ပွဲဥပဒေတောင်ခက်မလာသေးပဲနဲ့ကျွန်တော်တို့ကအဲ့ပေါ်မှာယုံကြည်တတ်ဝင်လို့ဆိုတော့အမ်တန်ကိုခက်ခဲပါတယ်ဒါကြောင့်မလို့သူအနေနဲ့ဒီအပေါ်မှာရွေးကောက်ပွဲကိုအဆုံးချပြီးတော့ရွေးကောက်ပွဲကိုအပြတ်လောက်ပြီးတော့မှသူ့ရဲ့နိုင်ငံသက်ပေါက်ရအောင်ကြိုးပမ်းတယ်ဆိုပေမဲ့မှန်ခဲ့ရင်တောင်မှပဲအဲ့ဒီ ဆက်ပေါက်ဟာဒီအတွက်ဆက်ပေါက်ဖြစ်ရင်တောင်မှပဲတိုင်းပြည်အတွက်ဆက်ပေါက်မဖြစ်နိုင်ပါဘူးကျွန်တော်ကိုပိုင်ပြဌာန်းခွင့်တွေကိုအမှန်ကန်ချက်ပေးနိုင်မယ်ဆယ်ရယ်ပေါက်ပေါက်ကြီးအတွက်ဆက်ပေါက်မဖြစ်နိုင်ပါဘူးအမျိုးသားပြန်လည်တင်းမြက်ရင်းမှတိုင်းအမျိုးသားပြန်လည်တင်းမြက်ပြီးတော့မှတိုင်းပြည်တည်ငြိမ်ဖို့အတွက်ဆက်ပေါက်မဖြစ်နိုင်ဘူးအဲ့တိုင်းပဲကျွန်တော်သုံးသပ်ပါတယ်ဒါကအခြေတူးကိစ္စလည်းမဟုတ်ပါဘူးကျွန်တော်ထောင်းကွ ရှမ်းလောကမှာရှမ်းပြည်အရေးကိစ္စမှာလက်နက်ကိုင်တော့ပေါ်လှမ်းလာတာဒါဖြစ်လို့လဲဆိုတော့နိုင်ငံရေးအခြေမရလို့စစ်မှန်တဲ့ဖက်ဒရယ်ကြောက်ကြီးမတီဆောက်ခဲ့လို့ပေါ့နော်ကျင်းပြရင်ပင်လုံကတိကဝတ်ပေါ်မှာချိုးဖောက်လို့အဲ့ဒါနဲ့1958မှာတော်လိုင်းစတင်ခဲ့ဒီနေ့ဒီချိန်ထိကျွန်တော်တို့ရယူခြင်းတဲ့ကိစ္စကဥပဒေထမ်းခွင့်နဲ့ဖက်ဒရယ်ကြောက်ကြီးစစ်စစ်ဖြစ်တယ်အဲ့လိုမျိုးလုပ်ဖို့ဆိုလို့ရှိရင်2008ပြည်သူ့ခြေကဥပဒေအောက်မှာသွားလို့မရဘူး 2008ပေါ်စည်းပုံအခြေခံဥပဒေအောက်ကို SNLD ကိုယ်တိုင်တိုးဝင်ပြီးတော့မှဥပဒေပေါင်းတွေကနေပြင်ဖို့ကြိုးပမ်းတယ်ဒါပေမဲ့တခါမှစစ်တပ်ကလျောချင်းမရှိဘူးနောက်ဆုံးတစ်ခု2021မှာအာဏာသိမ်းလိုက်တဲ့စစ်တပ်ကဒီလူကရွေးချယ်ပြင်ဆင်ထားတဲ့အစိုးရမဟုတ်ဘူးဥပဒေပေါင်းတွေကအစိုးရချက်မနေဘူးအဲ့ဒီခါမှာကျွန်တော်တို့ကကိုလိုချင်တဲ့ဖက်ဒရယ်တရားစီပေါ်ပေါက်ရေးနဲ့ဘဝကြထားခွင့်အကျိုးရရှိရေးဆိုတာကို ျွန်တော်ယုံကြည်လက်ခံလို့မရဘူးသိချလို့မရဘူးဒီတော့တွတ်တော်အခင်းချင်းတစ်ခုအစိုးရလူလူအစိုးရပါဝင်တဲ့အခင်းချင်းတစ်ခုပေါ်ပေါက်စေခြင်းယုံနဲ့သွားကြမယ်ဆိုလို့ရှိရင်တော့လေသွားတဲ့လူရဲ့ဆန္ဒအတိုင်းပဲလူသူကိုယ်တိုင်ကနားလေသဘောပေါက်နေပြီသားလို့အများစုကိုကျွန်တော်ယုံကြည်ပါတယ်ဒါဟာရေရှည်စစ်အာဏာရှင်စနစ်ကိုဆက်လက်လက်ခံဖို့နောက်ထပ်ဝေယုံတစ်မျိုးဒါမှမဟုတ်နောက်ထပ်အယောင်တစ်မျိုးဆက်ဆူတာပဲဖြစ်တဲ့ကြောင့်မို့လို့ လူတို့ကိုယ်တိုင်ကပဲအဆုံးဖြတ်သွားပေးသွားလိမ့်မယ်လို့ကျွန်တော်ကရည်ရင်ကြည့်ပါတယ်ခင်ဗျ now တော့တော့ပြောပြပါရစေကျွန်တော်နိုင်ငံရေးကတန်တရာလဲနေတာစစ်ဖနှတ်အောက်မှာတန်တရာလဲနေတာအနည်း80ကျော်ပါပြီနိုင်ငံရေးအစ်စ်ကိုပဲလှုပ်ကြရအောင်အမျိုးသားရေးအစ်စ်ကိုပဲလှုပ်ကြရအောင်ဆိုတာကိုနောက်ဆုံးတစ်ခွန်းအားလုံးကို လက်ဆောင်ပါလို့ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်